ဒီကတော့ဇီကာ X ပဲဖြစ်ပါတယ်ဒါအခုကျွန်တော်ဝယ်လိုက်တဲ့ကားပဲဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်ပြောပါဒါပထမဆုံး brand new ဝယ်ဦးတဲ့ကားပဲဖြစ်ပါတယ်ဆိုတော့ဒီ video ကထူးဆန်းနေလိမ့်မယ်เนาะကျွန်တော်တို့လည်းဒါထူးဆန်းပါတယ်ပြောမလဲ EV ကြီးကျွန်တော်အရန်ကြိုက်တယ်ဒါပေမဲ့ကျွန်တော်ဝယ်ဖို့ကအမြဲစဉ်းစားရတယ်ဒါပေမဲ့ဒီတစ်ခါတော့ဝယ်ဖြစ်သွားပါပြီဆိုတော့အခုချိန်မှာတကယ်စီကားတွေကလည်းဈေးတက်ပြီးတော့ကျွန်တော်အတော်တော်မတန်ဘူးလို့ထင်တယ်ဗျာเนาะအခုဒီတည်မလား2000ပတ်ပတ်ဝန်းကျင်မှာဒီ1.5တာဘူဒီတေယုတ်ကားတွေပဲဒီတည်မလားအဲ့ကားတွေဘယ်လိုဖြစ်ပြင်းဖို့ကောက် င်းပါတယ်ဆိုအခုအချိန်မှာတကယ်ကိုလည်း excitement တကယ်ကိုမှ the Porsche Macan performance trim လောက်ကို performance ကောင်းတဲ့ဒီပြန်ကတောင်းတောင်းပြန်ခိုက်ထတဲ့အများကြီးပုံမြန်တဲ့ကားလုံးဝကျွန်တော်တို့တော့လုံးဝစဉ်းစားစရာကိုအရန်ဖြစ်ပြီးတော့စဉ်းစားစဉ်းစားနဲ့ဝယ်ဖြစ်သွားတာပဲဖြစ်ပါတယ်ဆိုတော့အခုဒီနေ့ဒီဗီဒီယိုမှာဘာကြောင့်ဒီကားကိုဝယ်ရလဲဆိုတော့ရှင်းပြမှာဖြစ်ပါတယ် ြင်ဆုံးကြော်ညာချင်တာတော့ DBIC Beijing X7 ရောက်မှာဖြစ်ပါတယ်ပြီးတော့2008 Lexus LX570 ဘောနော်ဘယ်မောင်းကြီးဘောနော်အဲ့ကရှားရရှားပါရဲ့ cool box ကြီးကတည်းကလည်းပါပါတယ်ဆိုတော့အဲ့ကလည်းရောင်းဖို့ရှိပါတယ်ခုပြီးတော့ကျွန်တော်ဝယ်ရတဲ့ Zika X အတိုင်းပဲ Zika X လိုချင်ရင်လည်းဆက်သွယ်လို့ရပါတယ်ဆိုတော့ကားဝယ်ချင်တာပဲဖြစ်ဖြစ်ဆိုင်ကဝယ်ချင်တာပဲဖြစ်ဖြစ်ကျွန်တော်ဆက်သွယ်လို့ရပါတယ် เนาะบาဖြစ်လို့အင်ဂျင်ကားမွေတာလဲဆိုတော့ Subaru Impreza WRX STI ကိုရောင်းလိုက်ပါတယ်ဆိုတော့ကျွန်တော်မှာနည်းနည်းမြန်တဲ့ကားပေါ့เนาะမြန်တဲ့ကားမရှိတော့ဘူးเนาะကျွန်တော်မယ်လီဘူးလားမစိုးတော့မစိုးပါဘူးဒီဇယ်ပေါ့ကြီးရတော့တော်တော့ကြိုက်ပါတယ်ဗောနော်1.3 1.5တိထဲမောင်းတာအများကြီးပူပြီးတော့ကောင်းပါတယ်ဆွဲလဲဆွဲပါတယ်ဈေးတမ်းနဲ့ဘလူးရှ်ပြီးအာမီရပါဆိုအာမီရတော့ကျွန်တော်မြင်တဲ့ကားတစ်စီးလိုချင်နေပါတယ်ဆိုတော့အခုဒီသိန်း2000ဗောနော်ဒီ2000ပဝင်းချင်မှာမြင်တဲ့ကားဘာရ ီ2000ပတ်ဝန်းကျင်မှာကားအစ်စ်တွေစုကြီးလိုက်လို့ရှိရင်လည်းတရုတ်ကပဲเนาะတရုတ်ကထားပါတော့ဒါလည်းတရုတ်ကပဲကဲ so 1.5 turbo ကြီးပေါ့နော်1.5 turbo ကြီးကဘယ်လိုပဲဖြစ်ဖြစ်음ဆိုပါဦးပေါ့နော်ဒါပေမဲ့ဘယ်လိုပဲဖြစ်ပြင်းမှုကောင်းတာတော့အမှန်ပါပဲဒီ1.5 turbo ကြီး2.0 turbo ကလည်းပြပြမဆိုးမဆိုး2.0 tower တော့လိုချင်တာပေါ့နော်ဒါပေမဲ့2.0 tower အแทမှာအစ်စ်တွေကတော့ဘလိုပဲဖြစ်ဖြစ်2000ကျော်တယ်အဟောင်းတွေအောင်မှ2020 model လောက်တော့မှ2500 3000လေးလောက်ဖြစ်နေပါတော့ဆိုတော့ဖြစ်နေတော့အာအဲ့ဒီအချိန်မှာစိတ်ဝင်စားဖို့ကောင်းမလား EV တွေကဈေးကျနေပါတော့နော် EV တွေထဲမှာကလည်းပြောရရင်ဒီကန်းနဲ့အာနည်းနည်းလေးပိုကြီးရဲ့ Auto 3တို့ဘာလို့ကျတော့လဲဒီမော်တော်တော့မဟုတ်ဘူးမော်တော်တစ်လုံးနဲ့ဒါပေမဲ့ဈေးကျနေအောင်မဆိုး2000အောက် ကယ်လာပြီးနာမည်ကြီး BZ4X ကျွန်တော်အဲ့ကားပေါ်ကလေးကကျွန်တော်ဘလို့မှလှရလို့မမြင်ပါဘူးနောက် bash ကိုပဲကြည်ပါ B ကအပေါ်တေးသေးလေးမှာအဲ့ပြီးတော့ Z4X ကအောက်မှာပြီးတော့အယောင်ကလည်းမတူဘူးအဲ့ပြီးတော့နောက် BZ3 သူ့အမျိုးကလည်းနောက်ကကြည့်ရင်ဘလို့မှမလှဘူးပြီးတော့နောက်ထပ် engine ကအမျိုးပေါ့နော် Corolla Cross G 2020 model လောက်ကိုမှသူကသိန်းတုံး3000လောက်ခေါ်နေတယ်ပေါ့နော်ကီလိုကလည်း4-5000ရှိတယ်ကဲ BZ4X ကမော်တာနှလုံးနဲ့လည်းလာပါတယ်ဒါပေမဲ့သူ့ရဲ့မော်တာနှလုံးကသူများမော်တာတစ်လုံးအကြီးစားတော့မရှိပါဘူးဆိုတော့ကမြန်လားဆိုတော့လေ ဗီဇာဖိတ်မြင်နေဆိုတာတကယ်တော့ဘာမှမဟုတ်ပါဘူး range ကပိုတာလားဆိုတော့လေသူများရင်နဲ့သူလိုကိုလိုပါပဲဆိုတော့ဒါအမေရိကမှာဆိုရင်ဒါတော်တော်မရောင်းရတဲ့ကားအသစ်စင်းမှာတော်တော်နာမည်ကြီးပါတယ်ဆိုတော့ပြောချင်တာကဒီ2000ပဝင်းကျင်မှာလို့ပြင်းစရာကောင်းတဲ့ကားတွေပဲများတယ်ပေါ့နော်အစ်စ်ပဲဖြစ်ဖြစ်အဟောင်းပဲဖြစ်ဖြစ်ပေါ့ဆိုတော့များတဲ့ချိန်မှာ Ezeker 8ဆိုကျွန်တော်ဗီဒီယိုလည်းတခြား review ရိုက်ထားပါတယ်ဆိုတော့အဲ့ဗီဒီယိုရိုက်နေရလဲကျွန်တော်ကြိုက်တယ်ပေါ့နော်ဒါပေမဲ့အဲ့တုန်းကရိုက်တုန်းကဈေးက2000 300 400 500 3000နီးပါးထိအောင်ဖြစ်သွားတယ်ပေါ့နော်အဲ့ဒီအချိန်တော့ဒေါ်လာဒေါ်လာဈေးကြောင်လည်းပါဆိုတော့အဲ့ဒီမှာတော့တော့ကဲထားပါတော့အင်ဂျင်ကားတွေကလည်းအဲ့လိုဈေးမကြီးသေးဘူးတဲ့အခုတော့တော့ဈေးတော့ဈေးကဒါအခုပြောရရင်2000ဝန်းကျင်ပြန်ဖြစ်သွားပြီပေါ့နော်ဒီဖြစ်သွားတဲ့အချိန်မှာဟိုအင်ဂျင်ကားရလေဈေးတက်နေတဲ့အချိန်မှာတော့ဒီကကျွန်တော်တော်တော်ဒါဘယ်လိုပဲဖြစ်ဖြစ်တတော်ဝေဂျင်စရာကောင်းတဲ့ကားဖြစ်သွားပါတယ် တော့ဒီ engine car ဒီမှာကျွန်တော်ကပါစဉ်းစားလဲပါဘာစဉ်းစားလဲဆိုတော့ဘယ်လိုပြောမလဲ2.0တာပို့ကျွန်တော်မောင်းကြည့်ရဲ့ Jetora Jetour T2 ပေါ့နော်တူကကဲဘယ်လိုဖြစ်တော်တော်မောင်းလို့ကောင်းပါလေအဲ2.0တာပို့ပေါ့နော်ထွက်လဲထွက်ပါတယ်အဲဒါပေမဲ့ဒီ2ကတော့ကျွန်တော်နည်းနည်းကြီးတယ်မြင့်တယ်ကျွန်တော် SUV အဲ့လိုဟာကြီးကြီးကျွန်တော်အရင်အဲ့လိုတကယ် SUV ဆန်လာကြီးကျွန်တော်သိပ်ပြီးတော့မကြိုက်ဘူးပေါ့နော်ကျွန်တော် key သိပ်သွားတဲ့လူလည်းမဟုတ်ကျွန်တော် Detour Dashion ကိုကျွန်တော်ပို့ပြီးတော့ Prefiver ပို့ပြီးတော့ ကြိုက်တယ်ဗောနော်ဆိုတော့ okay ဒါရှင်က1.6 turbo again อืมမစိုးပါဘူးဗောနော်ဒါဈေးကလည်းဒီကောင်းနဲ့အတူတူလောက်ပဲဆိုတော့အဲ့အချိန်မှာတခြား brand တွေလည်းအဲ chat brand တွေလည်း1.5 turbo ကြီးပဲများတာဗောလေ T2 ကြီးကဘယ်လိုဖြစ်2600 2800လောက်ဆိုတော့ဘယ်လိုဖြစ်ဈေးကလည်းများသေးတယ်ထားပါတော့ ဆိုတော့အဲ့ဒီအချိန်မှာ EV ထဲမှာလည်းကျွန်တော်ကတော့ပြောရရင်ကျွန်တော် dual motor ကြီးမောင်းပြီး white BYD hand တို့အဲ့ဒါမှလည်း dual motor ကြီးမောင်းပြီး white ပေါ့နော်တခြား brand တွေလည်း dual motor ကြီးမောင်းပြီး white အချိန်မှာကျွန်တော်က single motor ကြီးကိုမောင်းမှာတမျိုးကြီးဖြစ်နေပါတော့အဲ့ဒီအချိန်မှာတကယ်အာအရင်ကြီးလည်းမကြည့်ဘူး design ကလည်းအရင်လှတယ်ပေါ့နော်ဒီဒီ Zeekr X design ကတကယ် review တော်တော်များများကလည်းဘယ်သူမှမလှဘူးပြောရမှာမရှိဘူးဆိုပေမဲ့အပြင်မှာကျွန်တော်ပြန်လူတွေကြည့်ရတော့ဘယ်သူမှ မလောက်ပြီတော့မရှိဘူးเนาะဒီကောင်ကတော်တော်လှပါတယ်ဆိုတော့ခုရက်ဒီလဲပြောရင်ဒီကောင်က2023လောက်ထဲကကျွန်တော်အင်တာနက်မှာဘယ်လိုပဲဖြစ်ဖြစ်ပြီးတော့တခြားနိုင်ငံတွေကဒါခက်စားနေပြီဗောနော်ခက်စားဒီမြန်မာနိုင်ငံရောက်တာတော့တစ်နှစ်လောက်တော့ရှိပြီဒီကကဲဘယ်လိုပဲဖြစ်ဖြစ်အခုရက်ဒီ2025လဲဒီဇိုင်းမပြောင်းသေးဘူး2026လဲကျွန်တော်မပြောင်းလို့သေးဘူးလို့ထင်ပါတယ်ဆိုတော့ဒီဒီဇိုင်းကတော်တော်လှရဲမှာပါပါတယ်ဆိုတော့ဒီဟာဒီဇိုင်းလဲလှတယ်ပြီးတော့ဟိုမှာ dual motor လဲဖြစ်တယ်ဆိုတော့430 horsepower 0 to 100ကို3.8 seconds နဲ့ရောက်တယ်3.8 seconds ဆိုတာ push makan ပေါ့နော် makan ကိုပါဒီမြန်မာနိုင်ငံမှာနှစ်စီးလောက်တော့တွေ့ဘူးအဲ့ makan မှာ euro makan မဟုတ်တကယ် performance makan trim လောက်မှဒီဒီကောင် performance ကိုမှီတာပေါ့နော်ဆိုတော့ထားပါတော့ဆိုတော့တကောအဲ့အချိန်မှာဒါကြီးကတခြားပြိုင်ဘက်တွေမှာလည်း dual motor တွေရှိပေမဲ့ dual motor ကအာဈေးရန်ကြီးသွားပါပြီတခြားပြိုင်ဘက်တွေရဲ့ dual motor တွေကဈေးကြီးသွားပြီ3000ဝန်းကျင်နေ3000လို့သွားဖြစ်သွားပြီပေါ့နော်ဆိုတော့ အာတချို့ dual motor အသေးနှလုံးတွေကြတော့လေအဲ့လောက်ကြီးမမြင်အောင်ဒါ dual motor ဒါ dual motor ဒါဖြစ်တာပေါ့နော်ဆိုတော့ထားပါတော့ Carol 02 truck ကို4.44 seconds အောင်နဲ့ရောက်တဲ့ကောင်ဆိုလို့ဒါပဲရှိရပေါ့တော့ Okay ဆိုတော့ဒီမှာက function တွေကလည်းတော်တော်စုံနေထားပါတော့ဒီကောင် Apple CarPlay Android Auto Wireless အဲရတယ်ပေါ့နော် Okay ဆိုတော့အဲ့ဒါလည်းတော်တော်မိုက်နေပါပြီပြီးတော့ဒီကောင်ကအတွင်းကမှာကအာ massage ရတယ်ဗျာအရှိခုံနှစ်ခုံ massage ရတယ်ဒီ size နဲ့ ီလို compact size နဲ့ massage ရတယ်အထိုင်ကုန်အပူအေးရတယ်အာဆိုတော့အဲ့ဒါမှာအဲ့ဒါကလည်းဒီကားတစ်စီးပဲဒီ size ထဲမှာပေါ့နော် active cruise control ရတယ်အဲ့ဒါလည်းတခြား EV တော်တော်များများလည်းရနေပြီဆိုတော့ကဘယ်လိုဖြစ်ဖြစ်ဒီ compact size ထဲမှာဒီလောက်အာ luxury ဖြစ်ပြီးတော့ဒီလောက်ညံတာဆိုလို့လည်း အာဒီဟာပဲရှိသေးတယ်ပေါ့နော်မြန်မာနိုင်ငံမှာဆိုတော့ကျွန်တော်ကအခုကျွန်တော်မယ်လီဘူးစီးရဲအနေနဲ့ miss site miss site ထဲကဟာတွေပေါ့နော်အစူအစူစီတန်ဆိုတဲ့စီတန် miss site ထဲကဟာတွေစီးတဲ့အနေနဲ့တော့ဒီ compact ကလူဝင်ချင်းထိုင်နိုင်ချင်းမောင်းရင်တော့သေးရွာတယ်ဆိုရယ်ခံစားချက်တော့ရတယ်ဒါပေမဲ့ဒီကောင်ကအဲ့အသေးဟိုကမိုက်နေတာပေါ့နော်ဒီလိုအသေးရဲ့မှာ luxury ဖြစ်တဲ့ဟာတွေဆိုလို့တကယ် brand ကြီးရဲ့မှာဆိုတော့ Porsche, Macan တို့ခုနကပြောရပြီး BMW ဆိုလဲ X1 တို့ Mercedes ဆိုလဲ GLA အဲ GLA ပေါ့နော်ဆိုတော့ tower တော့ဆိုတော့အဲ့လိုအဲ့လို luxury brand တွေမှာလည်းဒီလို size အသေးနဲ့တကယ်ကို features အပြည့်ပေးရတဲ့ကားကြီးလည်းရှိပါတယ်ဆိုတော့ကဲဒါ size အသေးတွေမှာအခုလောလောဆယ်ညီမငယ်အားမှာရှိတဲ့ EV တွေမှာ great အပြည့်ဆုံးနဲ့အာဘယ် performance ကောင်းဆုံးအမြန်ဆုံးပေါ့နော်ကဲ tower ဆေးအဲ့တော့ဘာဖြစ်လို့ Zika တွေမှာ001မဝယ်လဲပေါ့နော်001ကိုကျွန်တော်အရန်ကြိုက်ပါတယ်ကျွန်တော်မယ်လီဘူးထက်ကိုတလက်မှပူတောင်ရှိပါသေးတယ်အရန်ကြိုက်တယ်ဒါပေမဲ့အခု မော်တာနှလုံးနေနေကလည်းဝင်ပြီးသွားပြီဆိုတော့မော်တာနှလုံးနေနေတော့လည်း3000ကျော်အာအခုဒီမော်တာတစ်လုံးနဲ့ထပ်ဝင်ပြီးအဲ့ဒါလည်း3000ကျော်ပါတယ်ဆိုတော့ဒီကောင်ကမော်တာနှလုံး3000ဝင်ကျင်နေရကြမှာဟိုကမော်တာတစ်လုံးနဲ့3000ကျော်ပဲပေါ့နော်ဆိုတော့အဲ့မော်တာတစ်လုံးနဲ့ကလည်းမစိုးပါဘူးကွာ200ကီလိုဝတ်ဆိုမျောရင်250 2.0တာဘိုလောက်ကထွက်တယ်ဒါပေမဲ့တော့ကပူတော်ကောင်းသေးရပါတော့တော့ပူကောင်းတော့ပူတော်ထွက်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့အာ3000အောက်ဆိုရင်တော့ကျွန်တော်ဝယ်ဖို့တကယ်စဉ်းစားမှာပါဆိုတော့3000ထက်ဆိုကျွန်တော်ဝယ်သေးဘူးဒါပေမဲ့အားကြောင့်မို့ဒီကြောက်2000ကျော်เนี่ยมาตะเก้ luxury features အပြည့်နဲ့ပေါ့နော်အဲ Ziga X ကပို့ပြီးတော့မိုက်တယ်ပြီးတော့လည်းကျွန်တော်က sedan ကတော့မောင်းအာဘယ်လိုပြောမလဲ SUV ကိုလည်းကျွန်တော် SUV တစ်စီးလည်းလိုချင်တာလည်းပါပါတယ် sedan ကမယ်လီဘူးရှိရလေဒီရောင်လဲဆိုတော့ပြောရရင်တော့ကျွန်တော်အဖြူရောင်မယ်လီဘူးကျွန်တော်အဖြူစီးခဲ့တယ်အဲအခုပါလဲ စူပါရူရောင်းလဲတဲ့စူပါရူဆိုလည်းအဖြူပဲဒါပေမဲ့အဖြူကြီးကိုကျွန်တော်တကယ်ကြိုက်လားဆိုတော့မကြိုက်ဘူးမြန်မာနိုင်ငံရဲ့ဈေးကွက်ရလည်းအဖြူပဲလူတွေကကျွန်တော်မေးလိုက်တယ်ဘယ်သူဘာကောက်မဘာကောက်မလားဆိုတော့အကုန်လုံးကအဖြူပဲပြောတယ်ဘာလို့ဆိုပြန်ရောင်းပြန်ရောင်းမရှုံးမရှုံးဆိုတော့ကစ်အာဒီရောင်းကဘယ်လိုဖြစ်ကာသူ့ရဲ့ press color ရောင်းကတော့အလိုက်ဖတ်ဆုံးပဲအေးထားပါတော့ခုန Land Cruiser LC 300G ကိုကြော်ညာ1ရောင်းကတော့အဖြူဆိုတော့ထားပါတော့အဲ့ကားကတော့အဖြူနဲ့လဲတယ်ကားတွေကကြီးပြီး၄တောင်ကျရင်တော့အဖြူနဲ့တော့လိုက်ပါတယ်ဒါပေမဲ့အဲ့မကြီးပဲနဲ့ သူ့ဒီဇိုင်းတွေပုံမှုအကြတော့ကားအယောင်ထဲမှာပို့ပြီးတော့ကားအလားပို့ပြီးဖြစ်စီရပေါ့နော်ကဲထားပါတော့အခုတော့နည်းနည်းဘိုးဆန်းဆန်းအယောင်သူ2024မှာကျတော့မီဂိုးကနည်းနည်းဖြော့တယ်ဒီ2025ဒီ version မှာတော့အာမီဂိုးအယောင်ပို့ရင့်သွားတယ်ပေါ့နော်ကာလာကိုကြည့်ရင်ဈေးကြီးတဲ့အယောင်ပို့ပြီးတော့ ပေါက်တယ်ပေါ့နော်ဆိုတော့အဲအကြောင်းကျွန်တော်ဒီ color ကိုရွေးလိုက်တယ်ဖြစ်ပါပြီးတော့ interior ကလည်းအဒီဒီအပြင်အတိုင်းပဲပေါ့နော်အမီကိုပဲဘာဖြစ်လို့ဆိုတော့2024မှာတော့ဒါအဖြူတွေဝင်တာများတယ်2025မှာမီကိုမှာဒီကနှစ်စီးပဲဝင်သေးတယ်လို့ပြောပါတယ်ကြည့်ထားပါတော့အဲ့ဒါကျွန်တော်အဲ့ဒီဟာအကြောင်းကလည်းတသက်ပေါ့နော်ပြီးတော့ကျွန်တော် solar မိုးပွင့်လေး total solar အတွင်းကန်းအဖြူကိုကျွန်တော်9နှစ်လောက်စီးခဲ့ပေါ့နော်ဆိုတော့အဖြူကိုကြိုက်လာဆိုတော့အဖြူက luxury pro တော့ဖြစ်တယ်ဒါပေမဲ့ တကယ်တမ်းစီးပြီဆိုရင်တော့ကျွန်တော်ဒီလိုအယောင်အယောင်အဲဘယ်လိုရအဖြူမဟုတ်တာကိုပို့ပြီးတော့ကြိုက်တယ်ပေါ့နော်နည်းနည်းအပေလဲခံတယ်ဆိုတော့ကျွန်တော်မေလီဘူးကအတွင်းကအမဲအောင်လဲတာနဲ့ဆိုတော့ကျွန်တော်အဲ့ဒါကိုပို့ပြီးတော့ကြိုက်ပါတယ်အဖြူထက်ဆိုင်အဖြူပိုလှတော့လဲလက်တော့လက်ခံပါတယ် ဟိုရိုက်နေတဲ့အချိန်မှာပဲပေါ့နော်ကျွန်တော်နေဘူးလို့ဆိုဟိုနားလေးခဏသွားနာတကယ်ကို eye catching ဖြစ်တယ်လို့ထင်ပါတယ်အာ Twitter တက်ပုံရိုက်သွားတယ်ပေါ့နော်ဆိုတော့ကဲဘလူးဝေးဖြစ်ဖြစ်ဒီကအဲ့လို attraction ရှိပါတယ်ကဲကျွန်တော်တကယ်ဘာလို့ miss ဖြစ်နေလဲဆိုတော့ engine တောင်တော့တကယ် miss ဖြစ်ပါတယ်ကျွန်တော်ရဲ့ Subaru STI 2.0 turbo ရှစ်တက်တက်တက်အဲ့ဆိုကလည်းဘလူးဝေးဖြစ်ဖြစ်အာ အိတ်စောတန်ကြားရတယ်ဗျာဆိုတော့ကဲအိတ်စောတန်တော့မကြားဘူးဒါပေမဲ့ excitement အများကြီးပို့ပြီးတော့မြန်ပါတယ်ဆိုတော့ဒီကောင်ကဒီကောင်ရဲ့ level ကိုမှီဖို့က engine ကားတွေကမလွယ်ဘူးပေါ့နော်မလွယ်ပါဘူးမလွယ်ပါဘူးကြိုက်တဲ့ကားပြောကြည့်ပါဒီမြန်မာနိုင်ငံမှာရှိတဲ့ကြိုက်တဲ့ engine ကားကိုပြောကြည့်ပါအာဒီကောင် performance ဒီကောင် acceleration ကိုရဖို့တော့မလွယ်ဘူးပေါ့နော်အာဒါပေမဲ့အာဟိုဒီ top speed တော့ quarter round count test ပြီးတော့200လောက်ပဲရတော့200ရောင်190လား200လားဆိုတော့အဲ့လောက်ပဲရတယ်။ကဲ anyway ကျွန်တော်ရဲ့ Melibu က toss ပြီး240လောက်ရတယ်ပေါ့နော်။ဆိုတော့ကဲထားပါတော့အဲ့ဒီဆိုတော့ဒီအဲ့ဒီ Huawei 6 Turbo အာ Melibu Eco စီတန်ကြီးရတော့240လောက်ရတော့ toss ပြီးမှာတော့ပို့ပြီးတော့အာအိဝေအင်ဂျင်ကားတွေကတော့ toss ပြီးမှာတော့ပူတာပါတယ်။အခုတော့ကျွန်တော်ဒီကားကိုမောင်းလိုက်ပါဦးမယ်။ဆိုတော့မောင်းပြီးတော့မောင်းရတဲ့ feeling လေးလေးနည်းပြပြပါပါပေါ့နော်။ brand new ziga x go မောင်းနေရဖြစ်ပါတယ်။ အဲဆိုတော့ကပြောရင်တော့ဒီကော electric ကတော့တော်တော်များတယ်ကျွန်တော်ကျွန်တော်မောင်းနေသမျှမောင်းမှုသမျှတဲ့မှာဒီကောမော်ရယ်အမြင့်ဆုံး2015လေးဆိုတော့မော်ရယ်အမြင့်ဆုံး electronic တွေများတော့အလနဲ့တော့ဟိုဟာလေးပိတ်တရားလေးပိတ်တော့လောရတာပေါ့နော်အခုကဒီကောင်ကမျက်လုံးကဒီဘက်ကိုဟိုဘက်ကြည့်လိုက်တယ်ဒီနေ့ဟိုဘက်ကြည့်လိုက်တယ်ဆိုတာနဲ့ဆိုတော့အလန်းတွေကပေါ်လာရင်ဒေးကြည့်ပါဒေးကြည့်ပါဆိုပြီးတော့ကျွန်တော်လူမျိုးတွေကတော့ကျွန်တော်ဘဝမှာအဲ့လိုအမြင့်တဲ့ဟာကြီးကအခုမှ အမြဲမောင်းနေရဆိုတော့အဲ့လိုရှိအောင်တဲ့ဒီကောင်ခုပလစ်ကမြူရဲသွားတဲ့အစင်ပြေမီပွိုင်းနေမှာပြောရင်မီပွိုင်းနေမှာရက်တယ်ဘလိုပဲဖြစ်ဖြစ်လမ်းညားရေးသွားတယ်ဆိုတော့အစင်ပြေတယ်ဒီကောင် ground clearance လဲဘလိုပဲဖြစ်စီရင်ထတော့မြင့်တယ်အပြောဝင်အဲ့ zika 001ကလေဒီလားဒီအမိုးတွေ height တွေဒီဒီအောက်ကဟာတွေကလေဒီကောဟို am ho shooting break ကြီးတာပြောတာပေါ့နော်တော်တော်မြင့်တယ်အကုန်ကြီးထားပါတော့ဒီကောင်နဲ့အတူတူပဲအကြဖြတ်ပြန်ပြောပြဆိုတော့အခုဒီမှာမောင်းနေစီပထဲရတော့ဦးစီမထဲရတော့ဦးဒါပေမဲ့ ဟို brand new လေးရဲ့ကီလိုလေးတက်လာပါတော့အခုဆိုကီလို90ဖြစ်သွားပြီမောင်ဟူဆိုရင်တော့အားသွားသွင်းပါတော့နော်ကျွန်တော်ခုန02တည်းမလား acceleration နေစမ်းတာလည်းနည်းနည်းများသွားပြီ acceleration တော်တော်စမ်းလိုက် acceleration စမ်းရင်တော့တခါအာနည်းနည်းစိတ်ကျဉ်တဲ့လောက်ထိစမ်းရင်တော့1%ရောတယ်အခုဆိုရင် acceleration test စမ်းမှာဖြစ်ပါတယ်ဒီ Android တော့မဟုတ်တော့ဘူး။ဘာဒီအဲ့ acceleration စမ်းမှာဖြစ်ပါတယ်။1 go ခြားကယူရိုကာဘရန်တွေပဲထားပါတော့ဘာလို့အင်ဂျင်ကားမွေးလဲဆိုယူရိုကာဘရန်တွေကလည်းပြောရင်2018လောက်ဆိုရင်တိန်းနေတာ3000ကျော်ကုန်ပြီ2013-14တွေကတိန်း2000ကျော်အာပြဒီ features တွေကပြောရင်အောက်ကုန်ပြီပေါ့နော်ပြောရင်အောက်လောက်ဟောင်းလောက်ဟောင်းနေပြီမိုင်းတွေကလည်း3000 4000ရှိကြပါတော့ဆိုတော့ဒီရွေးချယ်စရာမှာပြောကျင်တာတိန်းတစ်ထောင်ရွေးချယ်စရာမှာတရုတ်ကားသိရမယ်အဲ့တရုတ်ကားသိကလည်း1.5ကြာဖို့ပဲပြင်းမှုကောင်းတယ်အာတခြား brand တွေဥမာ Mazda CX-5 မှာ CX-5 ဆိုလည်းကျွန်တော်ကြိုက်တယ် 2600လောက်ဖြစ်နေတယ်ဆိုတော့ more than 2000 shit ဆိုတော့အဲ့ဒါကြီးဘယ်လိုပြပြမတန်တော့ဘူးပေါ့နော် Equinox 2.0ဆိုလဲထားပါတော့2000ကျော်အာအဲ့တော့ဒီဝါဂျပန်ကားတွေကတော့ပို့ပြီးတော့ဈေးပိုကြီးရပါလေတန်တာပေါ့ဗျာ EV တွေမှာဆိုရင် BYD Atto 3တို့ Atto 3ကဒီထက်နည်းနည်းလေးမတိမ်မင်းလေးပို့ကြီးရဲအဲမတိမ်မင်းလေးပါသိတယ်လောက်ကြီးกว่าတယ်မဟုတ်ဘူးဆိုတော့ dual motor မဟုတ် dual motor မှာဒီကောင် great ပြေဆုံးအာအမြန်ဆုံးအာဗျာ luxury features အရှိဆုံး အာဘယ်လိုလဲတခြားဒူရမော်တာကြီးရှိရလေပို့ပြီးတော့အာ size ပိုကြီးသွားအဲ့ကောင်နေကြောက်လဲ3000ကျော်အာဆိုတော့ KIZ ကဇူးဇူး1အောင်မှာဒူရမော်တာဆို4000လောက်တော့ဖြစ်သွားလာပြီအဲ့ကောင်ထပ်မဝင်တော့ဘူးဒီအဲ့လိုရှိတာကိုဆိုတော့အာဒီ size နဲ့ဒူရမော်တာထဲမှာဒီ size ထဲမှာလည်းအမြန်ဆုံးဆိုတော့ MG4 ကပြောရင်ဒီလောက် grade မပြည့်ဘူးပေါ့နော်ဆိုတော့မြန်အောင်မြန်နေပြခုနကပြောသလိုပဲ x power ဒီကောင်အစီအနေနဲ့ပဲရှိရ public မဆန်ဘူးနော် public မဆန်ဘူးဆိုတော့အာ ဆိုတော့အားကြောင့်ဒါယူလိုက်တယ်ဘာလို့ဆိုတော့ပြိုင်ကန်ထဲမှာဆိုတော့ပြိုင်ကန်ထဲမှာကျတော့လေကစ်ထားပါတော့ဦးနာအဲ့အင်ဂျင်နီယာဆိုတော့ဟူးဆိုအဲ့သိန်းတစ်ထောင်ဝင်ညစ်နေမှလည်းမရှိဘူးအခုအဒီမှာကပါလေ Toyota GT86 လေ2.0 platform မြင်ကောင်200ပဲထွက်တယ်အဲ့ကောင်တာဘူးလည်းမပေါ့ဆိုအဲ့ကောင်ဆိုရင်လည်းပြောရရင် driving feeling ကတော့အရင်ကောင်းတယ်ဗျနော် cornering နေမှာတော့ကဲအရင်မိုက်တယ်ထားပါတော့ဆိုတော့ဒီကောင်က cornering feeling က SUV ဆိုတော့အလောက်မမိုက်ဘူးဗောနော်ထားပါဒီကောင် sedan ဆိုလည်းမိုက်မှာပဲဒါကတော့ဒါဟိုက SUV ဝယ်မယ်ဆိုရင်စိတ်နဲ့အဆုံးဖြတ်လိုက်လို့ပါဆိုတော့ ပြောရရင်တော့ cornering နေမှာတော့မမိုက်ပါမယ် acceleration မှာဒီကောင်အများကြီးပြတ်သက်တာပေါ့နော်ကြည့်ထားပါတော့ဘူလဲတက်တယ်ဆိုတော့ဘလို့ပဲရှင်း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 ဒီကောင်ကပို့ပြီးတော့ favorite ပဲပို့ဖြစ်နေရပါလေအာ engine တွေကလည်းအဓိက engine တွေမတန်လို့ပါ engine ကားတွေကအဲ့လိုဈေးအလောက်ကြီးမတက်ဘူးဆိုရင်တော့လေအာဒါစဉ်းစားမှာပေါ့နော်ကြည့်ထားပါတော့ကြည့်ဘလို့ဖြစ်မောင်းတဲ့ feeling ကတော့တကယ်အကွာကြီးမှအကွာကြီးပါပဲ EV လောကကြီးတွေကိုဝင်လာပြီပေါ့နော်တကယ် electric လောကကြီးတွေဝင်လာပြီတော့ပထမဆုံးဝင်လာတာတော့ဒီကားနဲ့တော့မဟုတ်ပါဘူးကျွန်တော် scooter နဲ့ပေါ့ဒါ scooter တော့အိမ်မှာပဲအသွင်းနဲ့ထားပါတော့ကဲတော့ scooter နဲ့ရှင်မယ်ဆိုရင်တော့ဒါကျွန်တော် brand new ဝယ်တဲ့ EV တွေမှာဒါဒုတိယမြောက်ပေါ့နော်ကဲတော့ကားပါတော့ဒါပထမပထမမြောက်ပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ဒီ acceleration နင်းလိုက်တဲ့အချိန်မှာ C မကုန်မဲနဲ့အဲ့လောက်မြန်တဲ့ feeling ကိုရနေတာတော့တကယ် ကြိုက်တယ်ပေါ့နော်ကဲနိုင်ငံညမှာဆိုရင်တော့ဒီဘယ်လိုပြောမလဲဒီစီကားတွေကကက်ထားပါတော့အာတီကာဆိုရင်နိုင်ငံညမှာဘယ်လိုဖြစ်သိန်းတထောင်အောက်ဖြစ်ပါတယ်ခုဒီမှာသိန်းနှစ်ထောင်လောက်ဖြစ်နေပါတယ်ဟိုမှာသိန်းတော့သိန်းတော့နှစ်ဆလောက်နှစ်ဆကျော်လောက်กว่าရပါတော့ဒီကားကထိုင်းမှာအဲ့လောက်ကြီး အာဘလိုရောမြန်မာနိုင်ငံထက်တော့ဈေးတော့တက်တာပါတယ်ဆိုတော့ဘလိုရောမြန်မာနိုင်ငံထက်တော့ဈေးအဲနည်းနည်းတော့တက်တာပါတယ်အရင်ကြီးတော့မဟုတ်ဘူးနေမြန်မာနိုင်ငံကတော့ဈေးတော့ပိုကြီးနေပါသေးတယ်ကြည့်တော့အင်ဂျင်ကားတွေကအဲ့လောက်ဒီပြင်းစရာကောင်းတဲ့အင်ဂျင်ကားတွေပေါ့နော်ပြောရင်ပြင်းစရာကောင်းတဲ့အင်ဂျင်ကားတွေကဒီလောက် excitement ကောင်းတဲ့ကားတစ်ထက်ဈေးပိုကြီးနေတဲ့အချိန်မှာဒီကားတွေကပို့ပြီးတော့စဉ်းစားစရာဖြစ်လာပါတယ်ဒါပေမဲ့ကတရုတ်ပြည်မှာဆိုရင်တော့ဒီကားတွေကဘလောက်ပဲရှိဘလောက်ပဲရှိရလို့တော့ပြောနေပါလိမ့်မယ်ဒါပေမဲ့အဲ့တရုတ်ပြည်မှာကဘလောက်ပဲဖြစ်ဒါသူတို့ကထုတ်တဲ့နိုင်ငံဟုတ်ဆိုတော့ တီပောက်ရောက်ပြီဆိုတာနဲ့ဗင်နိုင်ငံမှာဖြစ်ဖြစ်တရုတ်ပြည်ထက်အကုန်ဈေးကြီးတာကြီးပဲပေါ့နော်ဆိုတော့ဒီကားတွေကဩစတြေးလျတို့ဒီယူရိုဘက်မှာဆိုရင်တော့ညီမနိုင်ငံမှာရောက်တဲ့ဈေးနဲ့အတူတူလောက်ရှိပါတယ်သူတို့ကအင်ဂျင်ကားတွေကညီမနိုင်ငံကအများကြီးဈေးသက်သာနေတဲ့အချိန်မှာပေါ့နော်ကြည့်ထားပါတော့ဆိုတော့ဒီကားကတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီချိန်မှာတော့ဝယ်ရတာတန်နေပြီလို့ကျွန်တော်ထင်ပါတယ်အဲအကြောင်းဝယ်လဲဝယ်လိုက်ပါပြီဆိုတော့ဗီဒီယိုအဆုံးထိကြည့်ပြီလို့လည်းကျေးဇူးအများကြီးတင်ပါတယ်ကြည့်တော့ကြပါပဲ